မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ကဖလူးကျေးရွာကိုကရင်နယ်ကြားဆောင်တပ် BGF ရဲ့ရှစ်သုံးလုံးဗျူဟာကစစ်တပ်နဲ့ပူးပေါင်းပြီးတော့စစ်ကြောင်းထုတ်လာရာတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ16ရက်နေ့မှာ BGF ရဲ့ရှစ်သုံးလုံးဗျူဟာဒုဗျူဟာမှုကုတ်ခဲ့တဲ့အင်အား400လောက်ပါတဲ့စစ်ကြောင်းနဲ့စစ်ကောင်စီတပ်နဲ့ပေါင်းပြီးတော့ဖလူးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့စုံစမ်းသိရပါတယ်။ BGF နဲ့စစ်ကောင်စီပူးပေါင်းတပ်ရဲ့စစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာသွားတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောပါတယ်။ကရင်အချင်းချင်းတစ်ဆာဆိုထားတာ အခုတက်စာစူးပြီပေါ့ဒီကောင်တွေကဖလူးကိုရာရေးအတွက်စစ်ကြောင်းထိုးနေတာလေးကေကောကိုရရင်နောက်ကျောမလုံတော့သူတို့ကဖလူးကိုရချင်နေတာလို့တမဟာချောင်းနေမီကတော်လိုင်းရေးသတင်းအေးမီကရှင်းပြထားပါတယ်ဖလူးရွာနဲ့လေးကေကောမျိုးတက်ဟာစေမိုင်းကျော်ကွာဝေးပါတယ်လေးကေကောမျိုးတက်တိုက်ပွဲအတွင်းစစ်ခွေးတပ်ဘက်ကအယောက်တရာကန့်တေဆုံးပြီးတော့အလင်းဝင်လာသူများလည်းရှိနေတယ်လို့ကျက်တဲ့နဲ့စစ်ကြောင်းကအော်တိုဘားလက်ရှိရနေကထုတ်ပြန်ထားပါတယ်လက်တလုံးမှာစစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေကလေးကေကောမျိုးတက်ကိုပြန်ဖို့ထိုးစစ်ဆင်နေတာဖြစ်ပါတယ် လေးကြီးကောမြို့နေရာအချုပ်ကိုပြန်ရထားပေမယ်အလုံးစုံကိုတော့မရသေးဘူးလို့တော်လိုင်းရေးသတင်းရင်းမြစ်တကပြောပါရယ်စစ်ကောင်စီတပ်ဟာ KNL ကြားဆောင်တပ် BGF ရဲ့တပ်ရင်းတချို့ရဲ့အကူအညီနဲ့လေးကြီးကောမြို့တစ်ကို စက်တဘာလ22ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးခဲ့တာပဲဖြစ်ပါရယ်လေးကြီးကောမြို့တစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGF ရဲ့ဗိုလ်တင်ဝင်းအဖွဲ့ကလေးကြီးကောရဲ့အရှိမြောက်ဘက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးပေးတယ်လို့သိရပါရယ် BGF ရဲ့ဘုံမုတ်တုံအဖွဲ့ကလေကေကောရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာကနေစစ်ကြောင်းကူထိုးနေတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ လေးကေကောမျိုးတဲ့အတွဲမှာကရင်အမျိုးသားအစည်းအရုံး KNU KNL ဗျူဟာအမတ်30နှစ်ကျတဲ့နယ်စစ်ကြောင်း Cobra စစ်ကြောင်း Venom စစ်ကြောင်း Justice Soldier စစ်ကြောင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်းတွေနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ကျတဲ့နယ်စစ်ကြောင်းကအသိပေးထားပါတယ်တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေက Cobra စစ်စင်ရေးမှုဘုံမှုဒါဘော ကိုတိုင်စစ်မြေပြင်မှာဥဆောင်တိုက်ခိုက်နေတဲ့ရုပ်တံကိုစက်တဘာလ26ရက်နေ့ကလူမှုကွန်ရက်ပေါ်မှာပေါ်ထွက်လာပါတယ်စစ်ကောင်စီတပ်ဟာစစ်မတန်းဥပဒေနဲ့အတိ င်းအားဓမ္မစုဆောင်းထားတဲ့စစ်မှုရတပ်သားတက်တွေကိုမူရစေးတွေကျွေးပြီးတော့ရှေ့ကနေအသေးခံတိုက်ခိုင်းနေတယ်လို့လဲလေးကေကောဒေတာမှာပါဝင်တဲ့တော်လိုင်းရဲဘော်တွေကအသိပေးပြပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်းဆောင်များနဲ့ဒေတာနိုင်ငံရေးသမားများရဲ့ကြောထောက်နောက်ခံပေးမှုနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ဂိုင်းများကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားခဲ့တယ်လို့ဖမ်းဆီးခံထားရတဲ့ကိုကံပြည်သူစစ်ကောင်းဆောင်ဝေဆန်းက ထွက်ဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ15ရက်နေ့မှာတရုတ်အစိုးရပိုင်း CCTV ရုပ်သံကနေဖမ်းဆီးထားတဲ့ online ကြားဖြတ်တဲ့ရာဇဝတ်မှုများအထွတ်တန်တရားရှိသူကိုကံပြည်သူစစ်ခေါင်းဆောင်ဟောင်းဝေဆန်းတဲ့ interview ကိုထုတ်လွှင့်ပြသခဲ့ပြီးတော့အဲ့ဒီ interview မှာ၎င်းကအခုလိုမျိုးဝန်ခံလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ ကိုကန့်ဒေသမှာကိုကန့်ပြည်သူ့ဆက်ခေါင်းဆောင်ဟောင်းဝေမီသားစုကကျူးလွန်တဲ့ရာဇဝတ်မှုများဟာသက်ဆိုင်ရာနိုင်ငံကခွင့်ပြုချက်နဲ့လုံပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝေမီသားစုဟာကိုကန့်ဒေသကအခြားရာဇဝတ်ခိုင်းများနဲ့မတူကြောင်း ဝေမီသားစုကလက်နက်ကင်တက်ကိုတိုက်ရိုက်ကုတ်ခဲ့ပြီးတော့အခြားခိုင်းများကပြည်သူစစ်များကိုငှားရမ်းပြီးတော့အုံပြူရကြောင်းသိရှိရပါတယ်၂009ခုနှစ်မှာမြန်မာစစ်တပ်ကဒိုင်းသာလက်နက်ကင်အဖွဲ့တချို့နဲ့ညှိနှိုင်းကာနေကြားဆောင်တပ်များအဖြစ်နဲ့ဖွဲ့စည်းရတဲ့စစ်တပ်ရဲ့အောက်မှာအလုလုရန်သဘောတူညီခဲ့ကြပြီးတော့ကိုကံပြည်သူစစ်အဖွဲ့ပေါ်ပေါက်လာကြောင်းသိရပါတယ်အများအမြင်မှာတော့သူတို့က အစိုးရစီကလစာထုတ်ပြီးတော့နေကြာစောင့်ရှောက်ရေးလုပ်ကြတဲ့သူတွေဖြစ်ပေမဲ့နိုင်ငံရဲ့အာဏာဖွဲ့စည်းပုံကိုမိသားစုအကျိုးစီးပွားအတွက်အသုံးပြုခဲ့ကြတယ်လို့တရုတ်အစိုးရပိုင်း CCTV သတင်းဌာနကဖော်ထုတ်ထားပါတယ်။ဖမ်းဆီးခဲ့တဲ့ဝေဆန်းကကိုကံမှာကျွန်တော်က အာဏာရှိဆုံးနေကြာစောင့်တက်ရဲ့ခေါင်းဆောင်တမူးချုပ်ပါလို့ထွက်ဆိုထားပါတယ်။ဖူဂျန်းပြည်နယ်ကွမ်ဇိုးကရဲအရာရှိတအူးကတော့ကိုကန်ကဝင်းမီသားစုအနေနဲ့ရာဇဝတ်မှုများကိုနိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့လှုံ့ဆော်ခဲ့ကြောင်း CCTV အစိုးရရုပ်တံကိုပြောကြားခဲ့ပါတယ်။ ်ဝင်းမီသားစုကကနဦးမှာလောင်းကစားနဲ့ပြည်တစားလုပ်ငန်းနဲ့ငွေရှာခဲ့တော်လဲ2018ခုနှစ်မှာအွန်လိုင်းကြားဖြတ်လိမ်လည်မှုတွေနဲ့ငွေရှာရန်ပုံစံပြောင်းလာခဲ့တယ်လို့သိရပါဗါးဝေဆန်းရဲ့တူဖြစ်သူချမ်းဒီဝဲကိုဝေဆန်းကစက္ကန့်သူအဖြစ်နဲ့ရွေးချယ်ခဲ့ပြီးတော့ချမ်းဒီဝဲဟာအ ਨੇ စုံလူတက်မှုတစ်ခုကျွလွန်ခဲ့တယ်လို့သိရပါဗါးဝေဆန်းနဲ့သူ့ရဲ့မိသားစုကိုလိမ်လည်မှုလူတက်မှု ပြန်ပေးဆွဲမှုလောင်းကစားလုပ်ငန်းများလည်ပတ်မှုပြည်တစားစီးရုံးမှုနဲ့ ်ဝိရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အတွက်တန်တေးရရှိကြောင်းတရုတ်အစိုးရကအော်တိုဘားလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်ဝေဆန်းတဲ့သူ့မိသားစုတို့ရဲ့ဂိုင်းက အ ਨੇ ဆုံးတရုတ်နိုင်ငံသား၈ဦးသေဆုံးမှုအတွက်တာဝန်ရှိကြောင်းနဲ့၎င်းရဲ့ရာဇဝတ်မှုလှုပ်ရှားမှုများဟာဒေါ်လာတန်ပေါင်းများစွာနဲ့ညီမျှတဲ့အမြတ်ငွေများထောက်ယူခဲ့တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာတရုတ်နိုင်ငံကကြားဖြတ်အွန်လိုင်းလိမ်လည်မှုနဲ့အခြားသောရာဇဝတ်မှုများအားနှိမ့်နှင်းရန်မြန်မာအာဏာပိုင်များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော့တရုတ်နိုင်ငံသား9,000ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အော်တိုဘားလာ၁၇ရက်နေ့မှာဒီုတ်နိုင်ငံသားများကိုပြစ်မှတ်ထားပြီးတော့လိန်လေတဲ့အွန်လိုင်းကြားဖြန့်လိန်လေမှုအတော်ကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းအပါဝင်၃ဦးကိုဖူချန်းပြည်နယ်ဂွမ်ဇုံမြို့မှာလူတက်မှုအပါဝင် ရာဇဝတ်ပုံမှန်များစွာနဲ့ထပ်မံတရားစွဲခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းကိုကံကိုအခြေပြုကကြားဖြန့်ဂိုင်းများထူထောင်ပြီးတော့ဒီုတ်နိုင်ငံသားများကိုပြစ်မှတ်ထားပြီးလိန်လေခြင်းရာဇဝတ်မှုများလှုပ်ဆောင်ရန်လက်နက်ကိုင်တပ်ဖွဲ့များကိုအသုံးပြုခဲ့ခြင်းတို့အတော် ဝေဆန်းအပါဝင်၃ဦးကိုတရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းအစိုးရရှေ့နေများက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဖူချန်းပြည်နယ်ဂွမ်ဇိုးမြို့တရားရုံးမှာတရားစွဲဆိုရာမှာအတုံးပြတဲ့ပုံမှများဟာလိန်လယ်မှုရည်ရွယ်ချက်ရှိရှိလူသတ်မှုတရားမဝင်နေဆက်ဖြတ်ကျော်မှုများစီစဉ်မှုနဲ့ငွေညှစ်မှုတို့ပါဝင်တယ်လို့အစိုးရရှေ့နေများကပြောဆိုခဲ့ပြီးတော့တရားစွဲခံလိုက်ရတဲ့ဝေဆန်းခေါ်ဝေဝိုင်ရံမှာစစ်တပ်လက်အောက်ခံကိုကန့်နေချားဆောင်တပ်ရင်း1336ရဲ့ဥက္ကဋ္ဌဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းအစိုးရကအထောက်ထားမရှိတဲ့သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်အတွက်ဗတ်အသစ်ရိုက်ပေးမယ့်အစီအစဉ်ရပ်ဆန့်လိုက်တဲ့နေ့မှာပဲစမော့ဆိုင်ကုန်းခရိုင်မှာဗတ်ရိုက်ဖို့စောင့်နေတဲ့မြန်မာအလုပ်သမားတရားကျော်ဟာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဆိုရဟာအထောက်အထားမရှိတဲ့သူတွေအတွက်အော်တိုဘာလ15ရက်နေ့ကနေအော်တိုဘာလ29ရက်နေ့အတွင်းဘတ်အသက်လုံပေးဖို့စီစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုယာယီရဆိုင်းလိုက်တယ်လို့ထိုင်းလုံသမားရေးဝန်ကြီးဌာနကအော်တိုဘာလ16ရက်နေ့မှာကြေညာလိုက်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာတွေကြောင့်ဘတ်အသက်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်တာလို့အကြောင်းပြထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှာ ဘက်ရိုက်ပေးမဲ့လုပ်ငန်းစဉ်ကိုပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှာဖော်ပြမထားဘူးလို့သိရပါတယ်။ထိုင်းအစိုးရကဘက်အစ်ရိုက်ပေးဖို့ရွှေဆိုင်ချောင်းကြေညာခဲ့တဲ့မနေ့ကပဲစမော့စခွန်ခရိုင်က ခေါက်ခံအရက်မှာဗတ်အတရိုက်ဖို့စောင့်နေတဲ့မြန်မာအလို့သမား102ဦးဟာအဖွဲ့ဆောင်ပါတဲ့ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။လက်တလောထိုင်းနိုင်ငံမှာဗတ်အတရိုက်ဖို့စောင့်ဆိုင်နေတဲ့မြန်မာတွေတိမ့်ချီရှိနိုင်တယ်လို့ထိုင်းနိုင်ငံတောင်ပိုင်းအခြေစားပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED ကဒါရိုက်တာဦးထူးချစ်ကခန့်မှန်းထားပါတယ်။မနေ့ကပဲမြန်မာတွေအယောက်တရာကျော်ဖမ်းခံလိုက်ရပါတယ်။ ဘက်ရိုက်မပေးခင်ကြားမှာတော့အဖမ်းအဆီးတွေပိုကျက်မယ်ရွှေဆိုင်တယ်လို့ပြောတာဘယ်အချိန်ပြန်ဆမယ်ဆိုတာမပါတော့ဘလောက်ကြာမယ်ဆိုတာခံမှန်းရခက်ပါတယ်ဂယုဆိုင်နေထိုင်ကြဖို့ပြောချင်ပါတယ်လို့ဥထူးချစ်ကအကြံပြုထားပါတယ်မြမလုံသမားတရားကျော်ဖမ်းဆီးခံရတာဟာပွဲစားတွေကြောင့်ဖြစ်တာလို့ခိုင်းရောက်မြမလုံသမားကြီးဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ရဲ့ဦးဆောင်တာဝန်ကကိုရဲမင်းကပြောပြထားပါတယ်သူတို့လူတင်ထားတဲ့မြန်မာပွဲစားအချင်းချင်း အဝေမတက်မနာလိုဖြစ်ကြပြီးတော့ပွဲစားတယောက်ကနေရအတိကျနဲ့ထိုင်းလာဝကမှတိုင်လို့မဖြစ်မနေဝင်ဖမ်းရတာလို့ဖမ်းဆီးခံရတဲ့အကြောင်းရင်းကိုကိုရဲမင်းကရှင်းပြထားပါတယ်။အခုလိုမျိုးဖမ်းဆီးခံလိုက်ရတဲ့သူတွေကိုပွဲစားတွေဘက်ကဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ကိုရဲမင်းကပြောပါတယ်။အဓိကကပွဲစားတွေရဲ့ဆက်နက်ပဲဗျ။ဒီကောင်တွေကမြန်မာပြည်ကလူတွေကိုခေါ်တယ်ပြီးတော့ဒီမှာအလုပ်သွင်းမိမယ်ဘက်ရိုက်ပေးမယ်ဆိုပြီးစီးယုံတယ်ပြီးရင်သိန်း80 80အဲ့ဒီလူတွေယူထားတာလို့ပြောပြထားပါတယ်။ ဖမ်းဆီးခံတဲ့သူတွေကပြည်တွင်းမှာနေလို့မရတာကြောင့်အတွေးတင်ခံပြီးတော့လာရောက်သူတွေများပြားတယ်လို့သူကရှင်းပြထားပါဗျ။ထိုင်းဆိုရဟာနိုင်ငံအတွင်းမှာတရားမဝင်လာရောက်တဲ့သူတွေအများပြားရှိလာခြင်းနဲ့လုပ်ငန်းခွင်တွေမှာလုံသားလိုအပ်ချက်တွေအရာအထောက်အထားမရှိတဲ့သူတွေကိုတရားဝင်အလုပ်လုပ်ခွင့်ရအောင်နှိမ့်စင်ဗတ်ရိုက်ပေးတာတွေပြုလုပ်လို့ရှိပါတယ်ဒီနေ့ထဲမှာပဲဗတ်ရိုက်တဲ့လုပ်ငန်းစဉ်တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီအခုတစ်ကြိမ်ဟာဒုတိယအကြိမ်လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီလိုဗတ်အသစ်ရိုက်ပေးတာကိုပန်းရောင်ကတ်လုပ်ပေးတယ်လို့ခေါ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းကုန်တာစီးပွားရေးကျက်တဲလာတာတွေကြောင့်အလုပ်ကန်ရှားပါတာစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေမနေရဲတာနဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကြောင့်လူငယ်အများပြားဟာထိုင်းနိုင်ငံအတွင်းကိုအလုံးရင်းနဲ့ဝင်ရောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာအချမ်းဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြက်မွေးမြူရေးခြံများကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလာ16ရက်နေ့မနေ့9နာရီခွဲအချိန်ကမှမိုးကုံမြို့နယ်ညောင်ကုန်းထက်ကြေးရွာမှာရှိတဲ့ကြံမွေးမြူရေးခြံများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်250ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲကြံမွေးမြူရေးခြံများထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလာ14ရက်နေ့ကလည်းနမ်ဆန်မြို့နယ် အုံးစွန်ကြီးရွာကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုင်တာနဲ့ဘုံဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့အမျိုးသမီးနှစ်ဦးသေဆုံးကကလင်းငယ်အပါအဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဆိုင်ကယ်၆စီးကလင်းမူဂျိုကျောင်းအပါအဝင်နေအိမ်၈လုံးထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းနမ်မောင်မြို့နယ်ဆယ်လေကြီးရွာနဲ့ရှမ်းဖျားကြီးရွာကြားကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း People Defense Organization နမ်မောင်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ အော်တိုဘားလ12ရက်နေ့မွန်လွဲတနအိဝင်းကျင်ကမှာနတ်မောင်မြို့နယ်ဆယ်လေကြီးရွာနဲ့ရှမ်းဖျားကြီးရွာကြားကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ ်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်စစ်ခွေးတွေကဘာတိုက်ပွဲမှာမရှိရဲနဲ့စစ်ကြောင်းထိုးတာလည်းမရှိပဲလာပြီးတော့လေရင်နဲ့ကျဲသွားတာပါဆယ်လေကျွရနဲ့ရှမ်းဖျားကျွရကြားကိုလာကျဲသွားတာရဟတ်ရင်တစ်စင်း Jet Fighter 2စင်းနဲ့ဘုံဒီနှလုံးကျဲချပြီးတော့ Rocket တွေနဲ့ပါပစ်သွားတယ်ပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူးလို့တောင်မရှိသူတို့ကပြောပြထားပါတယ်အော်တိုဘားလ73ရက်နေ့ကလည်း နမောင်မြို့နယ်အရှိချမ်းစံကုန်းကျေးရွာအနီးကိုအကြမ်းမဆက်တက်ကဂျက်ဖိုက်တာနန်စီရဟရင်ဒဇီရိုနဲ့ဘုံရှစ်လုံးကျဲချကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတော့ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကရှိမကရွာတက်ကစေဘေးရှောင်ပြည်သူအယောက်90ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားပြီးတော့ထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ15ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ဝက်လက်မြို့နယ်အရှိချမ်းရှိမကရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရှိမကရွာတက်ကစစ်ပီးရှောင်ပြည်သူအယောက်90ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကစစ်အုံဆောင်ပစ္စည်းများတည်ယူခိုင်းပြီးစစ်ကြောင်းထုံးနေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းမှာအင်အား100ခန့်ပါဝင်ပြီးတော့ဝက်လက်မြို့နယ်အရှိချမ်းမှာရှိတဲ့အင်တောင်းရွာအနောက်တောင်ဘက်စင်မာထန်းတော်မရင်းညောင်ပင်အနီးမှာရောက်ရှိနေတယ်လို့သိရပါဗါး အဲ့ဒီအချမ်းပတ်စိတ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာအင်းတောင်ရွာငားတိုက်တောင်ရွာမင်းရွာတောင်ရွာမင်းကုန်းလေးရွာနဲ့ဖိုးဝင်းတက်ရွာကပြည်သူအများအပြားအပါဝင်အနီးအနားမှာရှိတဲ့ကြီးရွာတွေကထောင်ထဲချီတဲ့ပြည်သူများဟာမိုးရဲရေထဲမှာထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ခါများလည်းလိုအပ်လျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကရှိမကရွာတိတ်ကနေပြည်သူအယောက်90လောက်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းလာပြီးတော့စစ်တုံးဆောင်ပစ္စည်းတွေကိုတဲခိုင်းတယ်လို့သိရတယ် စစ်ခွေးစစ်ကြောင်းကအခုထိရှိနေတုံးပဲရွာပေါင်း9ရွာကျော်လောက်ကထောင်ထဲကြီးတဲ့ပြည်သူတွေလည်းမိုးရဲရေထဲမှာထွက်ပြေးတိမ်းရှောင်နေရလို့စားနပ်ရိက္ခာတွေလိုအပ်နေပါတယ်လို့ Wallet Informational Network ကတောင်ရှိသူကရှင်းပြထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ဟာဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့တမန်သာရွာစတင်ကျောင်းအပါအဝင်ရွာသားကြီးရွာကိုစစ်ခွေးတပ်ရဲ့လေယာဉ်ဂျိုင်ရိုကော့ပတာစက်တပ်၄ထီးများနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောက်အုံများလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။အချမ်းမဆက်တက်ဟာဝက်လံမြို့နယ်အတွင်းမြေပြင်ကနေစစ်ကြောင်းထိုးပြီးတော့လေရင်နယ်လဲဇက်တိုက်ဘုံကျဲနေတဲ့အတွာပြည်သူများသတိပြုပြီးတော့တွာလာနေထိုင်ကြရန်တော်လိုင်းအင်အားစုများကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မင်းပြေရွာကိုအချမ်းဘတ်စစ်တပ်က၄ချိန်မြောက်မိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်နေ့ကစတင်ပြီးတော့အချမ်းဘတ်စစ်တပ်ကပလောမြို့နယ်မင်းပြေရွာကိုစတင်ဝင်ရောက်စီးနှင်းပြီးတော့မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါး။ဒါအပြင် အကြမ်းဖက်စစ်တပ်ဟာအောက်တိုဘာလ၄ရက်နေ့၆ရက်နေ့နဲ့၃ရက်နေ့တွေမှာလဲပြည်သူပိုင်းနေအိမ်များကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ရဲ့မိရှုဖျက်ဆီးခြင်းကြောင့်ရေးရွာအတွင်းမှာရှိတဲ့နေအိမ်အလုံး၂၀နီးပါးမိလောင်ပျက်စီးထားကြောင်းသိရှိရတော့လဲအရေးအတွက်အတိအကျကိုတော့အတိမပြည့်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးတွေကမင်းပြေရွာကိုမိရှုနေတာ လေးချိန်ရှိသွားပါပြီစက်တမ်ဘာလ28ရက်နေ့ကလေးကစရှုပ်နေတာစိတ်ခွေးတွေမီးရှို့လို့နေအိမ်အလုံး20နီးပါးလောက်ပြာကျသွားတယ်လို့သိရပေမဲ့အရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲပလောမြို့နယ်တန်းရှင်းရွာကိုလည်းအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ် မနေ့ကအော်တိုဘားလ16ရက်နေ့မုံလွယ်2နာရီခွဲအချိန်ကမှအကြမ်းဆက်တက်ကဘလုံးမြုံနယ်တန်းရှင်းရွာကို Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားပြီးတော့ဆက်လက်များနေပါပြစ်ခတ်တိုက်ခိုက်သွားပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့ပြောပါရတယ်။ စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိတာကိုတန်းရှင်းရွာထဲကိုမနေ့ကမော်လွဲပိုင်းမှာ Jet Fighter နဲ့ဘုံနှလုံးတပြိုင်တည်းထဲချဲချပြီးတော့ဆက်လက်တင်နေပါပြစ်ခတ်တိုက်ခိုက်သွားတာပါပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်ဆက်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ